ီခဲ့တဲ့ရန်နိုင်ငံတွင်မှာအနောက်နိုင်ငံကြီးတချို့ရဲ့ပြောင်းလဲလာတဲ့သဘောထားမူဝါဒတွေကအချုပ်အခြာအာဏာပိုင်ပါလက်စတိုင်းနိုင်ငံပေါ်ထွန်းလာရင်နှစ်ရှည်လများစူးစမ်းတိုက်တွန်းလာသူတွေအတွက်တော့အားတက်စရာဖြစ်လာပါတယ်။တစ်ဖက်မှာတော့အရှေ့အလယ်ပိုင်းမှာပါလက်စတိုင်းနဲ့အစ္စရေးနိုင်ငံတို့ငြိမ်းငြိမ်းချမ်းချမ်းရှင်တွဲရပ်တည်ရေးဆိုတဲ့ two state solution ရုပ်လုံးပေါ်လာရေးကစိန်ခေါ်မှုတွေနဲ့ပြည့်နှံ့နေစေပါ။ခုတစ်ပတ်ပြောပြအောင်မယ်စီစဉ်မှာတော့အလားအလာပိုကောင်းလာပြီမဲ့ ပန်းတိုင်းနဲ့မနီးသေးတဲ့ပါလက်စတိုင်းနိုင်ငံအိမ်မက်တွေအကြောင်းနားဆင်ရမှာဖြစ်ပါတယ်။ပြီးခဲ့တဲ့သတင်းပတ်ကုန်နဲ့အခုသတင်းပတ်စောပိုင်းမှာတော့ Britain, ပြင်သစ်၊ Australia, Canada, Portugal တို့လိုအနောက်နိုင်ငံတွေကပါလက်စတိုင်းကိုအချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုအနေနဲ့အသီးအမှတ်ပြုဆက်ဆံသွားမယ်လို့အသီးသီးကတိပြုကြေညာခဲ့ပါတယ်။ September 22ရက်နေ့တုန်းကကုလသမဂ္ဂထွေထွေညီလာခံမိန့်ခွန်းမှာပြင်သစ်သမ္မတ Emmanuel Macron ကပါလက်စတိုင်းကိုအသီးအမှတ်ပြုဖို့အချိန်အခါကြေညာလာပြီဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။ သူစကားအဆုံးမှာတော့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကလက်ခုပ်ဩဘာပေးပြီးထောက်ခံခဲ့ကြပါတယ်။ Israel မဟာမိတ်ဖြစ်ပြီးအရင်ကတော့ Palestine ကိုအတိအမှတ်ပြုဖို့အစဉ်တစိုက်ကန့်ကွက်နေခဲ့တဲ့ပြင်းထန်အစိုးရရဲ့သဘောထားကဘာကြောင့်ပြောင်းသွားသလဲဆိုတာကိုလည်း Macron ကရှင်းပြခဲ့ပါတယ်။ဂါဇာကမ်းမြောင်ဒေသမှာဖြစ်နေတဲ့စစ်ပွဲကနှစ်နှစ်နီးပါးရှိလာပြီးလူသားချင်းစာနာမှုရေးရာအဆိုးရွားဆုံးအဖြစ်ဆိုးတွေကြုံတွေ့နေတာကိုအ мян ဆုံးရပ်တန့်နိုင်ဖို့လိုနေပြီလို့ Macron ကပြောပါတယ်။ သူကဟာမတ်ယောက်ျားတွေဖမ်းထားတဲ့အစ္စရေးတစားကန်တွေလွတ်မြောက်ရေးဂါဇာမှာအစ္စရေးလှုပ်ဆောင်နေတဲ့လေကြောင်းတိုက်ခိုက်မှုတွေရပ်တန့်ရေးငြိမ်းချမ်းတဲ့အနာဂတ်ကိုဖော်ဆောင်ဖို့အများဆုံးဆွေးနွေးနိုင်ရေးဆိုတာတွေကိုလည်းတောင်းဆိုသွားခဲ့ပါတယ်။ဒါနဲ့ပတ်သက်ပြီးအစ္စရေးဘက်ကတော့ပါလစ္စတိုင်းကိုအတိအမှတ်ပြုမဲ့ကိစ္စပေါ်ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ပါတယ်။ကုလသမဂ္ဂဆိုင်ရာအစ္စရေးတန်အမတ်ကြီးဒန်နီဒါနွန်ကပြင်သစ်နဲ့တခြားနိုင်ငံတွေရဲ့ဆုံးဖြတ်ချက်ဟာစိတ်ပျက်စရာလို့ဝေဖန်ခဲ့ပြီး မက်ခရွန်ကအစ္စရေးတစားကန်တွေလွတ်မြောက်ရေးမျှော်လင့်ချက်ကိုစွန့်ပယ်လိုက်တာလို့ဆွဆွဲသွားပါတယ်။ပါလက်စတိုင်းနိုင်ငံပေါ်ထွန်းရေးဆိုတာကိုဒေါက်ရှောက်တူတူကကဆန့်ကျင်ခဲ့တဲ့အစ္စရေးဝန်ကြီးချုပ်ဘန်ဂျမင်နေတန်ယာဟုကလည်းပြင်းထန်တဲ့တခြားနိုင်ငံတွေရဲ့ဆုံးဖြတ်ချက်ကအကြမ်းဖက်မှုကိုအကြီးကြီးစုချလိုက်တာဖြစ်တယ်လို့ပြောပါတယ်။ဒါအပြင်ဂျော်ဒန်မြစ်အနောက်ပိုင်းမှာပါလက်စတိုင်းနိုင်ငံဆိုတာဘယ်တော့မှပေါ်ထွန်းမလာစေရဘူးလို့လည်းသူရဲ့တန်နိုင်ထံကိုယတိပြက်ကြေညာခဲ့ပါတယ်။ Israel သမ္မတ Isaac Herzog ကလည်း ဒီလောက်ရမျိုးဟာငိမ့်ချမ်းရေးကိုဖောဆောင်နိုင်မှာမဟုတ်ပဲမငိမ့်ချမ်းအောင်အတင်းတွန်းပို့တဲ့အထိပ်ပဲဖြစ်တယ်လို့ဝေဖန်ခဲ့ပါတယ်။အခုသတင်းပတ်ထဲမှာဗြိတိန်နဲ့ပြင်သစ်တို့ရဲ့လမ်းစဉ်ကိုလိုက်ပြီး Malta, Belgium, Luxembourg, Andorra, San Marino စတဲ့နိုင်ငံတွေကလည်းပါလစတိုင်းကိုအတိအမှတ်ပြုမဲ့ဆုံးဖြတ်ချက်ကိုအသီးသီးကြေညာလာခဲ့ပါတယ်။အခုဆိုရင်ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံပေါင်း150ကျော်လောက်ကပါလစတိုင်းရဲ့တရားဝင်ရည်တည်မှုကိုလက်ခံအတိအမှတ်ပြုဖို့ဆုံးဖြတ်ထားကြပြီးပါပြီ။ ပိုပြီးအရေးကြီးတာကစီးပွားရေးအင်အားကြီးဒီမိုကရေစီနိုင်ငံတွေဖြစ်တဲ့ G7 အစုအဖွဲ့တွေကနိုင်ငံပေါင်း3ခုထိပါလက်စတိုင်းကိုအသီးမှတ်ပြုလာတယ်ဆိုတဲ့အရှိတရားပါပဲပါလက်စတိုင်းနိုင်ငံရဲ့အချုပ်အခြာအာဏာပိုင်ရပ်တည်ခွင့်ကိုအားပေးတောင်းဆိုခဲ့ကြတဲ့သမိုင်းတစ်လျှောက်မှာဒါကအတန်တမန်ရေးရအကြီးမားဆုံးအောင်မြင်မှု ဖြစ်လာပါတယ်။ဒါပေမဲ့ Israel ရဲ့အစင်လာမဟာမိတ်ဖြစ်တဲ့ American အစိုးရကတော့ Palestine ကိုအတိမတ်ပြုမဲ့ဆုံးဖြတ်ချက်မှန်သမျှကိုစန့်ကျင်ဝေဖန်ထားပါတယ်။ ာမနီနဲ့အီတလီတို့ကလည်းလောလောဆယ်မှာတော့ပါလာဆိုက်ကိုထောက်ခံပေးဖို့အသင့်မဖြစ်သေးဘူးလို့ပြောပါတယ်။ဒါကြောင့်မလို့အရှေ့လယ်ပိုင်းဒေသရဲ့အရှေ့ကြားဆုံးပြည်ပခါဖြစ်တဲ့အစ္စရေးပါလာဆိုက်ပြဿနာမှာအနောက်မဟာမိတ်နိုင်ငံတွေအားလုံးတစိုက်တဝန်းထဲမရက်တည်ကြသေးတဲ့သဘောပါပဲ။တစ်ဖက်မှာပါလာဆိုက်ကိုအတိမတ်ပြုဖို့ရွေးချယ်လိုက်တဲ့ဗြိတိန်နဲ့ပြင်သစ်တို့အပါအဝင်နိုင်ငံအသီးအသီးရဲ့ထုတ်ပြန်ချက်တွေမှာတော့လက်ရှိအခြေအနေအရငြိမ်းချမ်းရေးအတွက်အသင့်တော်ဆုံးရွေးချယ်မှုက two state solution ပဲဖြစ်တယ်ဆိုတာကို ဆုံးဖြတ်လက်ခံလိုက်ကြပြီလို့ဖော်ပြထားကြပါတယ်။ Israel policy အရေးကိုတိမိခေါင်းမိရှိသူတွေတွတ်တော့ဒီဝဟာရကအစ်စ်အစံမဟုတ်ပါဘူး။ဒါရဲ့အနှစ်ချုပ်သဘောတရားကတော့ Israel Palestine ပါအိနေချင်းအချုပ်ချာအာဏာပိုင်တွေအနေနဲ့ရှင်တွဲရက်တီပြီးပဋိပက္ခကိုအဆုံးသတ်ဖို့ငြင်းငြင်းချမ်းချမ်းနေထိုင်သွားကြဖို့ဖြစ်ပါတယ်။အဲ့ဒီသဘောတရားရဲ့အခြေခံကိုတော့1938ခုနှစ်တုန်းက Britain ရဲ့ Peel Commission ကစတင်အစိုးပြုခဲ့တာပါ။ 1948ခုနှစ်ကုလသမဂ္ဂရဲ့နယ်မြေပိုင်းခြားမှုအစည်းအဝေးမှာတော့ပါလာစတိုင်းနယ်မြေတွေကိုနိုင်ငံနှစ်ခုပိုင်တဲ့အဖြစ် ပိုင်းခြားသတ်မှတ်စေဖို့သဘောတူခဲ့ကြပါတယ်။နောက်တော့1948ခုနှစ်မှာအစ္စရေးကတရားဝင်အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ်ရပ်တည်လာနိုင်ခဲ့ပါတယ်။ပါလာစတိုင်းကတော့ Peel Commission ကကမ်းလှမ်းခဲ့တဲ့ဂတိကဝတ်ပြည့်မြောက်လာဖို့ဆယ်စုနှစ်ပေါင်းများစွာစောင့်ဆိုင်းနေရဆဲပါ။ခေတ်ဆက်ဆက်ပါလာစတိုင်းအရေးတက်ကြွလှရှားသူတွေက two state solution အကောင့်ထဲပေါ်ရေးအတွက် ပခုံးထန်းတာဝန်ယူခဲ့ကြပေမဲ့မျက်မှောက်ကာလလောက်တန်တမာရေးအရာအောင်မြင်တဲ့အခိုက်အတန့်မျိုးမကြုံခဲ့ဘူးသေးပါဘူးနိုင်ငံတကာကပါလက်စတိုင်းနယ်မြေရဲ့သမရအဖြစ်အတိမှတ်ပြုထားတဲ့မာမုတ်အဘတ်ကကုလသမဂ္ဂစီပေးပို့တဲ့ဗီဒီယိုမက်ဆေ့ချ်ထဲမှာပါလက်စတိုင်းကိုအတိမှတ်ပြုတဲ့နိုင်ငံအားလုံးကိုကျေးဇူးတင်စကားပြောထားပြီးတခြားသောအစိုးရတွေလည်းတူညီတဲ့လမ်းစဉ်ကိုလိုက်ကြဖို့တိုက်တွန်းခဲ့ပါတယ်ပါလက်စတိုင်းအာဏာပိုင်တွေကိုအမေရိကန်ကပြည်ဝင်ခွင့်ပိတ်ထားတာကြောင့် သူကနယူးယောက်မှာကျင်းပတဲ့ကုလသမဂ္ဂညီလာခံကိုတော့တက်ရောက်ခွင့်မရခဲ့ပါဘူး။အစ္စရေးနဲ့စစ်ခင်းနေတဲ့ဟားမတ်စ်ပြောက်ကြားတွေမဟုတ်ပဲသူဥဆောင်တဲ့ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ကသာအနာဂတ်ဂါဇာဒေသကိုတာဝန်ယူအုပ်ချုပ်ပါမယ်လို့လည်းအဘက်စ်ကဗီဒီယိုထဲမှာထည့်သွင်းကတိပြုထားတာပါ။ဂါဇာစစ်ပွဲမှာပါလက်စတိုင်းပြည်သူတွေဆိုးဆိုးရွရွခံစားခဲ့ရတဲ့နောက်အစိုးရကအကောင့်တစ်ခုအနေနဲ့ပါလက်စတိုင်းဟာမျှော်လင့်မထားတဲ့ရှူဒေါင်းကနေတန်တမာရေးအောင်ပွဲတွေရရှိလာပါတယ်။ ဒါပေမဲ့နိုင်ငံတစ်ခုဖြစ်ရက်တည်နိုင်မယ်နောက်ဆုံးမျှော်လင့်ချက်အထမြောက်လာဖို့ဆိုရင်တော့ရှေ့ဆက်သွားရမယ်ခရောင်းလန့်ကစောင့်နေအောင်ပါနိုင်ငံတစ်ခုထူထောင်ဖို့ဆိုတာကတန်တမာရေးထောက်ခံမှုတွေရနေုံနဲ့မလုံလောက်နိုင်ပါဘူးနှစ်နိုင်ငံငင်းကျန်းစွာတူရှင်တွဲရက်တည်ရေးကိုနိုင်ငံတကာကဝိုင်းတိုးနေချိန်မှာပဲနှစ်ဖက်စလုံးမှာလည်းအဲ့ဒီသဘောထားကိုစန့်ကျင်တဲ့လက်ရဆုံးအင်အားစုတွေကြီးကြီးမားမားရှိနေကြဆဲပါဒီတော့နိုင်ငံတကာဆက်ဆံရေးမှာပါလာဆိုင်ဘက်ကပိုပြီးကြဲကြဲပြန့်ပြန့်အရေးတာလာပြီမဲ့ လက်တွေပိုကြတဲ့မြေပြင်ရှိတရားတွေကတော့ဘာလစတိုက်အတွက်ခါသိနေစေ ဖြစ်ပါတယ်။ပြီးတော့လက်နက်အင်အားဒနာအင်အားတာလုံပြီးနျူကလ িয়ার လက်နက်ပိုင်းဆိုင်ထားတဲ့ဣသရေလကဘာလစတိုက်နိုင်ငံပေါ်ထွန်းရေးကိုအဆုံးအထိဆန့်ကျင်နေစေဖြစ်ပါတယ်။ဘာလစတိုက်နယ်မြေဖြစ်တဲ့ဂါဇာမှာလည်းဣသရေလရဲ့ကြမ်းတမ်းရက်စက်တဲ့စစ်ဆင်ရေးတွေကြောင့်ဟာမတ်စ်တွေတာမကပဲအပြစ်မဲ့ပြည်သူတွေအများအများဒေဂျီပျက်စီးနေရဆဲပါ။နိုင်ငံတကာကဘလောက်ပဲဆူဆူညံညံကန့်ကွက်နေပါစေအမေရိကန်ရဲ့ကြောထောက်နောက်ခံရထားခြင်းနဲ့အတူ အစ္စရေးကဂါဇာမှာစစ်ရေးအရှိန်အဟုန်ကိုလုံးဝမလျှော့တဲ့အပြင်အခုဆိုရင်ဂါဇာစီးတီးမြို့ကိုတိုက်ခိုက်သိမ်းယူမဲ့စစ်စင်ရေးကိုတောင်စတင်နေပြီဖြစ်ပါတယ်။ဂါဇာရဲ့ဝင်ပေါက်ထွက်ပေါက်အလုံးနီးပါးကလည်းအစ္စရေးရဲ့ပိတ်ဆို့မှုကိုခံထားရပြီးရည်သူတွေကစစ်ရဲနွမ်းပါမှုအငတ်ပေးတွေနဲ့ရုန်းကန်နေရပါတယ်။အဲ့ဒီစိတ်မချမ်းမြေစရာပြဿနာတွေကိုမဖြေရှင်းနိုင်သေးခင် two state solution ကိုအကောင့်ထဲပို့ဖို့ဆိုတာကလေးပေါ်မှာအယုတ်ရှင်းနေတယ်လို့ပဲဖြစ်ပါလိမ့်မယ်။2025ခုနှစ်ဟာပါလက်စတိုင်းအတွက်တော့ ကာလရှည်ကြာစောင့်မျှော်နေတဲ့အချုပ်ချာအာနာပိုင်အိမ်မက်အတွက်ခြေတလန်းပိုနီးလာစေတဲ့အချိုးကွေကာလလို့မှတ်တမ်းရေးထိုးနိုင်မှာပါဒါပေမဲ့ဂါဇာမှာရှိတဲ့ပါလက်စတိုင်းပြည်သူတွေရဲ့ဒုက္ခဆင်းရဲတွေပိုပြီးလောင်မြိုက်ပူပြင်းလာတဲ့နှစ်တစ်နှစ်လည်းဖြစ်နေပြန်ပါတယ်အချိန်တွေအများကြီးကြာခဲ့ပြီးဖြစ်တဲ့အတိုင်းပါလက်စတိုင်းက two state solution ရည်မှန်းချက်စီအန်ခဲရင်တရွတ်ရွတ်ရှေ့ဆက်နေပါတယ်ဒါပေမဲ့ပန်းတိုင်းနဲ့မနီးသေးသလိုစောင့်ကြိုနေမဲ့အနာဂတ်ကလည်းပန်းခင်းလန်မဟုတ်ဘူးဆိုတာတော့ အသေးချာပဲဖြစ်ပါရရှင်။ဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါရရှင်။